င်္ဂလာပါရှင်။ရတားဆောင် channel ကနေပြောပရိသတ်များအားလုံးကို ပြန်လည်ပြောကြည့်ဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့ဆာရည်သူကျူးရင်တီကံဘလူရှိတာထားတယ်။ရန်ညိုးဘွဲကဝေးဆိုတဲ့ဇလန်လေးရဲ့အပိုင်း၅ကိုတင်ဆက်ပေးသွားကြပါမယ်။အပိုင်း၅ကိုနားမစင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။မင်းစိန်တို့လို့ဆိုရလဲ။ မျိုးကဲကိုအပိုးခံလိုက်ကြတယ်။ကြမ်းရဲခဲ့တဲ့ကြော်သားကတော့သူ့အိုးလေးရဲ့အမွေပစ္စည်းတွေအလုံးကို ခံစားပိုင်ခွင့်ရသွားတယ်ရဲ့။ဒါပြင်တကြီးဦးတင်ဘူးကမေပြုတ်ကိုကျေးဇူးတင်မဆောင်ခဲ့။မေပြုတ်ရဲ့ကိုငြိမ်မှုကြောင့်သာအခုလိုလောဘသားတွေကိုဖမ်းဆီးနိုင်ခဲ့တယ်မဟုတ်ပါလား။ဒီအခါတကြီးဦးတင်ဘူးကိုမေပြုတ်ကဂရီတစ်ခုတောင်းခဲ့တယ်။အဲ့ဒီဂရီကသူ့ကိုငြိမ်ပေးမယ့်ကိစ္စကိုရွာထဲမှာလူတွေကိုမပြောဖို့ဖြစ်တယ်။အစာပိုင်းတော့ဦးတင်ဘူးကညှင်းဆန်တယ်။ ဟာရွာတဲ့ကလူတွေကတမီးကိုအမြင်မကြည်ကြဘူးမလားအခုကိစ္စပြောလိုက်ရင်သူတို့လည်းအမြင်ကြည်လောက်ပါတယ်ကွယ်ဦးတင်ဘူးရဲ့စကားကိုမေပြိုခေါင်းရမ်းလိုက်ပြီမဟုတ်ဘူးတကြီးကျမကူညီပေးခဲ့လို့အမြင်ကြည်ကြတယ်သူတို့ကိုယ်တိုင်လှလှလလအမြင်ကြည်နေတာကိုပဲကျမလိုချင်တယ်ကောင်းပါပြီတမီးမေပြိုရဲ့သဘောထားကိုဦးလေးလက်ခံပေးပါမယ်စိတ်ချပါအဲ့နေရာပါတဲ့ရွာသားတွေကိုလည်းနှုတ်ပိတ်ပေးထားပါမယ် တကြီးရမေပြိုကိုကတိပေးလိုက်တဲ့ဒီကမှမေပြိုလည်းစိတ်အေးရဲမေပြိုတောင်ကြီးရွာမှာနေထိုင်ခဲ့တာအခုဆိုလေးနှစ်များရှိသေးပြီပထမဦးစွာလာရတဲ့အကြောင်းကိုပြောရမှာတဲ့အရင်ကတောင်ကြီးရွာမှာအတော်ဖြစ်သူနေထိုင်ခဲ့တယ်အတော်ဖြစ်သူဒေါ်နုမီဟာလည်းတောင်ကြီးရွာသူတယောက်မဟုတ်ခဲ့မေပြိုတို့အမျိုးတွေမိသားစုဝင်တွေဟာတောင်ကြီးရွာနဲ့အလွန်ဝေးကွာနေရမှာနေထိုင်ကြသူတွေဖြစ်တယ်မေပြိုမှာတော့မိသားစုဝင်ဟာ မြမဖြစ်သူ အနှင်းလေးသာကြန့်ရှိရော်တယ်။မေပြိုမိခင်မဆုံးပါခင်က ပြောခဲ့တဲ့ စကားကြောင့်မေပြိုကိုတောင်စီရွာကိုရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။အဲ့ဒီအကြောင်းအရာကဒီလိုပင်ဖြစ်လေရဲ့။မမေသက်သာရဲ့လာရင်တမီစေးထက်ကြိုပေးရမလား။မေပြိုအခန်းအတွင်ကတင်ထက်မှာနန်းလေးရစွာလဲလျောင်းနေရဲ့မိခင်ကိုအားမလို့အားမရစွာမိလိုက်တယ်။သူမအမေကိုမိခင်ကနေပါစေတမီရဲ့အမေစည်းဝေးတောက်ရတာလေ။ရှာပြီလဲထုန်နေပါပြီကွယ်။ လေတံတူတူလေးငယ်ပြောတယ်မိခင်ရဲ့စကားကြောင့်မိဖြူတက်ပြင်းချလိုက်မိရဲ့မမေရဲ့တမိဘာလို့ပြေးရမလဲမသိရောတမိရှင်းမမေပြောလေမမေပြောသင့်တဲ့အချိန်ရောက်ပြီထင်တယ်မမေဒီတခါတော့မရတော့တော့ပါဘူးကွယ်မမေရဲ့ဘလို့စကားကြီးပြောနေရလဲမမေရဲ့အသက်ကိုတမိအောင်ကက်ပေးမှာပါမမေရဲ့မဟုတ်ဘူးတမိမရတော့ဘူးဆိုတာမမေသိတယ်အဲ့တော့တမေးကိုမမေပြောပြရမယ် အခုတော့မမေစာအုပ်စင်ဟာစက်တဲ့တရေနဲ့ချုပ်ထားတဲ့စာကိုယူခဲ့ပြီပါမေပြိုမိခင်ရဲ့စကားကြောင့်အခန်းတွင်းရှိစာအုပ်စင်ကိုခြေလန်းရွှေ့ကသွားလိုက်တယ်အထက်အောက်တင်ထားတဲ့စာအုပ်တွေကိုလက်နဲ့ဖဲကရှာဖွေနေရင်တောင်းတနေရမှာ မိခင်ပြောတဲ့စာကိုတွေ့လိုက်ရတယ်စာကိုလမ်းယူလိုက်ပြီးနောက်မေပြိုကရင်စီကိုပြန်လျှောက်လာခဲ့ပြီးတော့မမေဒီစာအုပ်လားစာအုပ်ကိုခြင်ထားတဲ့လက်ကိုမိခင်မြင်သာစေဖို့ပြလိုက်တယ်တော့ဟုတ်တယ်သမီး လာထိုင်မမေပြပြမယ်မေပြကိုကတင်ပေးမှရှိရဲ့ထိုင်ကုန်မှထိုင်စေရဲ့ဒီနောက်အသားရည်တွေပင်ကက်လွတ်လွတ်အားပြော့နေရဲ့သူ့ရဲ့လက်တွေက မေပြလက်လေးကိုစုပ်ကင်ထားရင်တမီးရဲ့ဖေဖေမရှိတော့တဲ့ကမမေပြောပြထားတင်တာအခုမှပြောရတာနောက်တောင်ကြနေပြီတမီးရဲ့ဘာများလဲမမေတမီးတစ်တစ်နဲ့ဆိုတာက မေပြနားမလဲမီသူ့မမတည်တဲ့ကိစ္စတွေတခုဟာသူ့ကိုစောင့်ကြနေလိမ့်ပြီဆိုတာမေပြမသိခဲ့ ဒီလိုပါသမီးဒီဆောက်ထဲမှာအဖြေဝင်ရှိရယ်သမီးကတော့ဒီဆောက်ထဲမှာပါတဲ့နောက်တဖန်မွေးဖွားလာတဲ့လူပေါ့မမေတို့မျိုးနွယ်အကြောင်းတွေလည်းဒီဆောက်ထဲမှာရှိရယ်သမီးတေချာဖက်ကြည့်ရင်သမီးသိလာပါလိမ့်မယ်ဘီကင်ဖြစ်သူဟာစကားတွေပြောရလို့လူကလည်းမောဟိုက်နေရှာတယ်အသက်ရှူပြင်းပြင်းရှူရှာနေရတဲ့မိခင်ကိုမေးပြောကြည့်ရင်လည်းမမေပြောနေရတွေကိုသမီးနားမလဲဘူးမမေရဲ့ပြောဖို့မလိုရင်လည်းမပြောပါနဲ့လားမမေမဟုတ်ရင်မမေမောနေလိမ့်မယ် မေပြွန့်စကားကိုမိခင်ကကောင်းရမ်းတယ်။မဟုတ်ဘူး။ပြောဖို့လိုတယ်သမီး။အခုတော့စာအုပ်ကိုပဲဖတ်ကြည့်လိုက်ပါ။မမေခဏအယုံမဲ့သမီး။မေပြိုလက်ထဲကင်ထားတဲ့စာအုပ်ကိုတလှည့်မိခင်ကို တလှည့်ကြည့်နေမိရဲ့။သူမကြည့်နေရောမိခင်က သူမကိုကြောပီးကပြန်အိပ်သွားလေရဲ့။အဲ့ဒီနောက်တော့သူမလည်းသူမအခန်းရှိရာကို ပြန်လာလိုက်တယ်။အခန်းတွင်ဇပွဲထဲမှာစာအုပ်ကို အသာတင်ထားခဲ့လိုက်ပြီးသူမကိုယ်တိုင်ကတော့ကတင်ရှိရာကိုသွားကား ကရင်ဘော်ကိုလဲချလိုက်လေတော့တယ်။မေပြိုမျက်စိနဲ့တန်တန်မြင်နေရတဲ့မျက်နှာချက်ကိုငေးမောနေမိရဲ့။သူမငေးမောနေရင်မှပဲချက်ချင်းပြန်ထားလိုက်ပြီးစပွဲထက်မှစားအုပ်စီကိုသာပြန်သွားလိုက်တဲ့လက်ထဲကင်ထားမိရဲ့စားအုပ်ကိုငေးရင်စပွဲပေးရှိခုံမှဝင်ထမ်းလိုက်တော့တယ်။စားအုပ်ကိုဖွင့်ဖက်ဖို့ဆုံးဖြတ်လိုက်ပြီးစပွဲဘော်ကိုစားအုပ်ကိုတင်ကပထမစာမျက်နှာကိုလှန်လိုက်လေတော့တယ်။ကဝေနီတို့မှတ်တယ်။ဒီမှတ်တမ်းကိုဖတ်မိသူဟာကဝေနီမျိုးနယ်ဆိုတာဖြစ်ရမယ်။ ထမစာမျက်နှာကတတိပေးခြင်းဖြစ်နေပြီးရဲ့ဒုတိယစာမျက်နှာကိုမေပြိုလှန်လိုက်ချိန်မှာတော့သူမဖြစ်ပျက်သေးတခုတည်းကိုလိုက်ပါလာခဲ့ရပါတယ်။ဘရင်ရက်ခါအုပ်ဆိုးစဉ်အချိန်ဖြစ်တယ်။၎င်းဘရင်ဟာကြမ်းတမ်းနေစကားပြောကြမ်းတမ်းသူလည်းဖြစ်ပြီးအနည်းကစားသူတွေကိုရိုက်နဲ့ပုတ်ခတ်ခြင်းတွေပြုလုပ်တတ်ပြီးရဲ့ဒီလိုကြမ်းတမ်းလာတဲ့ဘရင်အပေါ်တိုင်းမီရှိပြည်သူပြည်သားတွေကမုံတီးရွှန်ရှာကြလေရဲ့။ဘရင်ရက်ခါမှာအဖေတို့အမေခွဲနှမတော်တယောက်ရှိရဲ့ အဲ့ဒီနမတော်မီကညရွှေစင်ဖြစ်တယ်။ညရွှေစင်ဟာဘယင်ရက်ခါနဲ့မတုန်ကြီးကွဲပြားလျက်ပညာရှိခြင်းစာနာတတ်ခြင်းတွေကြောင့်ညရွှေစင်ကိုအလုံးကကြောက်ချင်ရိုသေကြတယ်။ဒီရောက်ကိုဘယင်ရက်ခါကမကြိုက်နဲ့တယ်။တစ်ချိန်ချိန်မှာထိနေလူလာနိုင်တယ်ဆိုတဲ့သဘောထားနဲ့ညရွှေစင်ကို သူ့အနီးခါစားတဲ့တမူလေးပညာပညာနဲ့လက်ဆက်ပေးခဲ့တယ်။ညရွှေစင်ကလည်းအကိုတော်ဖြစ်သူသဘောတိုင်းတမူလေးနဲ့လက်ဆက်လိုက်ပြီးပညာတစ်ခုကိုလိုက်ပါသွားခဲ့ကြတယ်။ခေါ်ခဲ့ ဒီကျော်မကိုဘယင်ကြီးကအလုံရှိနေရဲ့အမလီမလောက်ကြပါနဲ့ရှင်ကျွန်တော်မျိုးမမခင်မွန်းတဲ့ရှိပါတယ်ကျွန်တော်မျိုးမကိုတော့ခွလပေးကြပါရှင်ကျုံတွေကိုစုယုံပြီးဘယင်အလိုကြောင့်ရွေးချယ်ခေါ်ယူနေကြခြင်းဖြစ်တယ်ဒီလိုရွေးချယ်ခင်ရသူတွေမှလည်းစွမ်းမောသူတွေသာဖြစ်ကြပြီးရွေးချယ်နေကျုံမတယောက်ကအော်ဟစ်ငိုကျွေးနေပြီးဘယင်အနေကပြူရတဲ့အမှုတန်းကပြာဇာနစ်ခင်မွန်းကိုအမှုတန်းကကျုံမကိုပြောလိုက်လို့ ကျောင်းမကလည်းသူနဲ့မလဲမကက်မှာရှိနေရဲ့ခင်မွန်းတဲ့ကိုပြလိုက်တယ်။အဲ့ဒီကျောင်းမရဲ့ခင်မွန်းတဲ့ရလေ။ဟုတ်ပါတယ်အရှင်ရဲ့ကျွန်တော်မျိုးရဲ့ဇနီးမရပါ ခွင့်လွှတ်ပေးပါအရှင်။အိုးခတ်လိုက်ပါပြီကဲ။အမလီကဲတော်မူကြပါဦးရှင်။အမှုတန်းဟာကျောင်းမရဲ့ခင်မွန်းတဲ့ကိုဓာတ်နဲ့ထိုးချလိုက်တော့တယ်။အဲ့နောင်ငိုကျွေးနေတဲ့ကျောင်းမကိုလက်ညှိုးညော်ပြီးခေါ်ဆောင်စမ်းသွားလိုက်သွားစေ။မလောက်ကြပါနဲ့ဖဲကြပါဖဲကြ။အမှုတန်းတွေဟာ ကျွန်မကိုဝိုင်းဝန်းဆွဲခေါ်သွားကြလိမ့်ရ။မိုးကြီးချက်မနဲ့ယုံရင်ကရင်လိုက်ပါသွားခဲ့ရတယ်။ဒီလိုနဲ့အတိုင်းမြေရှိလာပါတဲ့မင်းမပြော်တွေဟာဘရင်ရက်ခအတွက်ပဲဖြစ်လာကြတယ်။တိုင်းမြေအတွင်းရှိလာပါတဲ့မင်းမပြော်တွေဟာသူတို့ရဲ့လှပမှုကြောင့်မမတက်ရဲကြ။အဲ့မြတ်မကားတဲ့သူတို့ရဲ့ချမောလှပမှုတွေကိုပင်ပြက်စီပြီးတော့အလွန်အယုတ်ဆိုတဲ့အသွင်ကိုသာပြုတ်လုံနေထိုင်ကြရတယ်။အရှင်မင်းကြီးအခုဆိုတိုင်းပြည်ဟာချုပ်ချုံကြပျက်စီးရောမဲ့အသွင်ကိုစောင့်နေပြီ။ ဒါကြောင့်အရှင်မင်းကြီးအနေနဲ့အကျံစီကောင်းတစ်ခုကိုဖော်ဆောင်တင်ကြပါ။ဖာခမဲတော်ဘရင်ကြီးရဲ့ထက်တဲကရှိရဲ့မင်းတိုင်ပင်ကပရောဟိတ်ကြီးကမိတ်ဆိုတယ်။ကောင်းနေစွာအဲ့ဒီအကျံစီကိုပရောဟိတ်ကြီးဖော်ဆောင်ပါစေ။ငါဒီကအေးလူလူနေပြရစေ။ဘရင်ရက်ခါဆိုတဲ့စကားကြောင့်ပရောဟိတ်ကြီးကမဖြစ်တင်ကြမှာဖေရ။ဒီအရေးဟာဘရင်တီသားဆုံးဖြတ်ရတာပါ။အရှင်မင်းကြီးကိုယ်တိုင်တိုင်းသူပြည်သားတွေရဲ့တောကားတွေကိုဖြည့်သိပ်ပေးတင်ကြမှာဖေရ။အိုး တဲ့အလုတ်ရှုတဲ့ပရောဟိတ်ပဲငါသည်ဘယင်တင်ဟာငါရဲ့ကြောင့်ကြောင့်မဝါတာတော်ယုံပဲလှုပ်ဟိတ်ဘယင်ကသူ့ရဲ့ပုံစံတိုင်းတော်သားထွက်လာတယ်။ဒါဆို ကျွန်တော်မျိုးတင့်လို့ဘယင်ထက်မှာမခါစားလို့ပါ။တိုင်းမျိုးကိုမကြည့်ရကမင်းရုပ်တွေရဲ့ပုံသဏ္ဍာန်မှာပြည်သူကိုမကြည့်ရကတင်ဟာဘယင်နေရာနဲ့မထိုက်တန်တာကိုတင်ပြလိုက်တာပါပဲ။ပရောဟိတ်ကြီးဟာဘယင်ရက်ခါရဲ့မျက်နာကိုစစ်စစ်ကြီးကပြောလိုက်တယ်။တဲ့ရင်သေးရမယ်သိပေမဲ့ရဲရင်စွာပြင်ပြောလိုက်တယ်။ ါဟာဘယင်နေရာနဲ့မထိုက်တန်ဘူးဆိုတော့တင်မတို့အနေရပေးတင်လာတဲ့ပရောဟိတ်ကြီးပြော့စက်မှာတင့်ရဲ့နှမတော်များရွှေစင်ကိုသာခန့်အပ်တင်ပါတယ်။အိုးတင်ရရွေးချယ်ထားပြီးသားဖြစ်နေပြီရောကဲတင်ပြောသလိုလှုပ်ဆောင်ပေးပါမယ်ပရောဟိတ်ကြီး။လာပါအောင်တင့်ကိုနောက်ဆုံးဖတ်ခွင့်ပေးပါ။ဘယင်ရက်ခါကပရောဟိတ်ကြီးကိုသူ့အနည်းကိုခေါ်လိုက်တယ်။ပရောဟိတ်ကြီးကလည်းဘယင်ရက်ခါအနည်းကိုတိုးကပ်လိုက်ခြင်းဘယင်ရက်ခါကသူ့ရဲ့ဆောင်းတားရှိကိုချက်ချင်းထုတ်ယူလိုက်ပြီး ရောဟိတ်ကြီးရဲ့လက်ကိုပိုင်းဖြားလိုက်တယ်။ဘယင်ရက်ခါရဲ့ဒါကြောင့်ပရောဟိတ်ကြီးရဲ့ကောင်းတဲ့ကိုဟာတဏှာစင်လဲကျသွားတယ်။ဒါပေမဲ့ပရောဟိတ်ကြီးရဲ့ပြက်သွားတဲ့ကောင်းပြက်ကဘယင်ရက်ခါကိုမျက်လုံးပြူးကြည့်နေစိုက်ကြည့်နေခဲ့တယ်။ကဲဘယ်လိုရှိသလဲ။ငါကိုရောကိုစဉ်ကျင်သူမှန်သမျှရဲ့တွင်နေ။ဟောဒီနန်းတော်ကိုရေးစေးပစ်မယ်။ကဲမော်နက်ကဝေကိုခေါ်စမ်း။မော်နက်ကဝေဆိုတာကဘယင်ရဲ့အားထားရတဲ့သူဖြစ်တယ်။မကောင်းတဲ့အတက်တွေနဲ့ပြူစားတက်သူလည်းဖြစ်တယ်။ သူ့ရဲ့အတတ်ပညာတွေဟာလူတွေရဲ့အသက်ကိုဖျက်ဆီးခြင်းနေရာမှာသာအသုံးများတယ်။ညနာထက်မှမွေးရပါအမာရောအမဲကြီးရှိပြီးမွေးရောအနေကြီးကို ဝစ်စင်တက်တဲ့မော်နက်ကဝေဟာဘယင်ရှိမှခစားတယ်။မော်နက်ကဝေကိုဘယင်ရက်ခကပြုံးကြည့်ရင်"ကဲငါ့ကိုစန့်ကျင်တဲ့ဒီတိုင်းပြည်ကို အမောင်ချကျင်တယ်။ငါ့ကိုလူလာတဲ့အထိဒင်းတို့ကိုတန်ပေးကျင်တယ်။ဘယ်လိုလုံဆောင်ရမလဲဆိုတာပြောစမ်း"မော်နက်ကဝေက"နတ်ဆိုးကိုသွေးတက်ရပါမယ်ဘယင်ကြီး။နတ်ဆိုးကိုသာကိုးကွယ်ပါ" အသင်မင်းကြီးတောင်းတသည်များဟာသူဖန်ဆင်းပေးပါလိမ့်မယ်အလိုဒါဆိုနတ်ဆိုးကိုသွေးဖို့ဆိုပတ်သားကြတာပေါ့ဘယင်ရက်ခါရင်စကားကြောင့်ဝန်နဲ့ကဝေဟာပြောနေတယ်အဲဒီနောက်မှာတော့တိုင်းပြည်ရှိအကျဉ်းသားတွေကိုစတင်စတိပြီးနတ်ဆိုးကိုသွေးနဲ့ပူဆိုပတ်သားတော့တယ်ဒီလိုပူဆိုဝဲတွေလုပ်ပြီးနောက်တိုင်းသူပြည်သားတွေဟာညပဲဆိုရင်အပြင်ကိုဘသူမှမထွက်ကြတော့အကြောင်းကတော့ညချိန်မှာအတင်းတက်တဲ့အမျိုးမျိုးနဲ့တရဝါကြီးတွေသွာလာတတကြောင်ဖြစ်တယ်တခိမလေး အခုဆို တိုင်းပြည်ကပြက်စီးနေပါပြီ။တခင်မလေးသာမကယ်စေရင်တိုင်းပြည်ရှိပြည်သူပြည်သားတွေတည်တည်ကြရပါတော့မယ်ဖေယား။ဘရင်တံပါမှာအမတ်တွေဟာဘရင်နှမတော်မြရွှေစင်တံကို အပြေးလာကဖြစ်တဲ့မြောက်ကိုရှောက်ထားကြတယ်။အကြောင်းရာဆုံးကိုမြရွှေစင်တည်ကြပြီးနောက်မှာအကိုတော်ဟာမော်နက်ကဝေးကိုအထူးလေးပေးထားတာပဲ။ဒါဟာသူ့ရဲ့ပြက်စီးခြင်းပဲ။အဖြစ်ပါဘူးကွယ်။ငါနဲ့မိကကဝေးနေတွေကိုဆဲလွတ်ပေးပါမယ်။သူ့ရဲ့မကောင်းတဲ့အရာတွေကိုသူတို့ရှင်းလင်းပေးပါလိမ့်မယ်။ ကျေးဇူးတော်ကြီးမားလာပါတယ်တခင်ပါလေးဖေဟာကဝေနီတွေကိုဆဲလွတ်ပြီးညဘက်မှာသွားလာတယ်ပရလောကသားတွေကိုဖယ်ရှားစေဒေကြောင့်ကိုဘရင်ရက်ခါသိနေတော့ငါရဲ့နှမတော်ဟာငါ့ကိုပုံကန်စီပြီးသွားရောက်ဖမ်းကြသည်နှမတော်ဖြစ်သူများရွှေစင်ကိုဖမ်းစီရန်ခိုင်းစေတော့တယ်မုံမက်တွေကလည်းအမိန်တိုင်းသွားရောက်ဖမ်းစီကြတယ်အကိုရောရဲ့အမိန်ကိုများရွှေစင်ကြားလိုက်တော့အသာတကြီးပင်လိုက်ပါလာခဲ့လေရဲ့တုံလုံးချင်းကြောက်ရွံ့ချင်းမရှိပဲ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူကျူးရင်တင်ရေးသားထားတဲ့ရန်ညိုးဘက်ကဝေးဆိုတဲ့ဇလန်လေးရဲ့အပိုင်းငါးကတော့ဒီမှာတင်ပေးပါပြီ။သောတာရှင်တို့ရဲ့ဝေဖန်စာအကြံပြုစာဒါမှမဟုတ်ကိုပိုင်တွေးကြုံခဲ့ရတဲ့ဖြစ်ရမယ်ဇလန်ကိုပြောကြားလိုပါကလည်းအောက်ပါ Telegram နဲ့ Facebook page မှာတစ်ဆင့်ရေးသားပေးပို့နိုင်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။